ွန့်လွတ်ခြင်းနဲ့ရယူခြင်းတခုကိုဆွန့်လွတ်ပြီးတော့တခုကိုရတယ်အရာခတ်သိမ်းဟာတခုကိုဆွန့်ပြီးတော့မှ နောက်တခုကိုရယူကြတာအဲ့ဒီလိုရယူတဲ့အခါမှာတန်ဖိုးခြင်းကြည့်ဖို့လိုအပ်တယ်ပေါ့ကိုယ်ဆွန့်လွတ်လိုက်ရတဲ့တန်ဖိုးကများသလား ရလိုက်တာက များသလားအမြဲတမ်းစဉ်းစားပြီးတော့ကြည့်ဖို့လိုတယ်အမြဲတမ်းဆင်ခြင်သုံးသပ်ဖို့လိုတယ်လောကမှာလူတွေကပြောကြတယ်စွန့်လွတ်လဲရတာကတန်ဖိုးကြီးပြီးရလိုက်တာကနဲတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးနေတာတယ်လို့ဒီလိုပြောကြတာပေါ့လောကီဘက်ကပြောကြတယ်ဆုံးရှုံးနေတာတယ်ပေးလဲရတာအများကြီးရလိုက်တာနည်းနည်းလေး ဤတချို့ကြတော့ပေးလေရတာကနည်းနည်းလေးရလိုက်တာကအများကြီးဆိုတယ်ဒီလိုရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဘာပဲလုပ်လို့ဆွန့်လွတ်လိုက်ရတာနဲ့ရလိုက်တာဒီနှစ်ခုဟာအများရန်နှိုင်းရှင်ပြီးတော့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ဆင်ញင်စဉ်းစားတဲ့အခါမှာလောကီအမြင်နဲ့လောကီအတွေးနဲ့ချိမလား လောကီရဲ့ရှုထောင့်ကကြည့်မလားသူတော်ကောင်းတွေရဲ့ရှုထောင့်ကကြည့်မလားဆိုတော့ဒီကြည့်တာနှစ်ခုရှိသေးတယ်လောကီ ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင် ကိုယ်ရှိတဲ့ပစ္စည်းဥစ္စာတခုကိုစွန့်လိုက်ရတယ်ဆိုရင်ဘလူဒါနလုပ်တယ်ဆိုရင် လောကီရှုထောင့်ကကြည့်မယ်ဆိုရင်လှူလိုက်ရတာပစ္စည်းတွေကုန်သွားတဲ့အတွက်ကြောင့်ညက်တယ်လို့လူတွေကသိပြီးတော့မထင်ဘူး။ဘာဖြစ်လို့တော့ဆိုတော့ လှူလဲရသဖြင့်ကိုယ်မှဆုံးရှုံးသွားတာတွေကအများကြီးပဲစွန့်လဲရတာအများကြီးရလဲရတာကြတော့ကိုယ်ကမမြင်ရတော့တချို့ကြတော့လောကီရှူတော့ကချင်းရှုံးနေတယ်လို့ထင်နေကြတယ်နောက်တချို့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းပဲအရှုံးအမြတ်တွေ့တာဟာလောကီလူသားတွေအရှုံးအမြတ်တွေ့ပုံနဲ့ အရိယာသူတော်စင်တွေရဲ့အရှုံးအမြတ်တွေ့ပုံဟာလည်းအမြတမ်းကွာခြားတယ်ဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှင်ခန္ဓာကိုယ်ကြီးမှာအချို့ချို့ပုံကိုယ်တွေဆိုပါစို့ဥပုသ္တိလာစောင့်သုံးနေဥပုသ္တိလာစောင့်သုံးနေတဲ့အခါမှာ အကယ်၍ညစာမစားဘူးဆိုလို့ရှိရင်ငါယောဂဝေဒနာတွေတိုးလိုက်မယ်ညစာမစားလို့မဖြစ်ဘူးဆိုပြီးတော့ဥပုပ်ကိုချပြီးတော့ညစာစားတယ်အဲ့ဒါနှစ်ခုကိုနည်းနည်းနှိုင်းရှင်ပြီးတော့ခြေပေါ်ဆုံးလွန်လိုက်တာကဥပုပ်ရယူလိုက်တာအာဟာရ အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုကြည့်မယ်ဆိုရင်တမန်အားဖြင့်လူတွေတွေးတာတော့အေးအသက်ရှင်ဖို့ကအရေးကြီးတယ်လို့ဆိုပြီးတော့ဘာကိုဆွန့်လွတ်လိုက်တုံးဆိုတော့ပုဂ္ဂုတ်သီလကိုဆွန့်လွတ်လိုက်ပြီးတော့ရသာစားခြင်းဆိုတဲ့အာဟာရနဲ့ခန္ဓာကိုယ်ကိုဖြည့်တင်းပေးလိုက်ကြတယ်အဲ့ဒီကိစ္စဟာ ။တမန်အရတွေးတွေးမယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လောက်ရလို့ပဲဒီလိုပြောကြမှာ။အဲဆိုကျမ်းမာရေးအတွက်လုပ်တယ်ဒါမှကျမ်းမာပဲလို့အတွက်နဲ့ဒီလိုသို့သောအရိယသူတော်စင်နေနဲ့တွေ့မယ်ဆိုလို့ရှိရင်တန်ဖိုးမရှိတဲ့အရာကိုရယူပြီးတန်ဖိုးရှိတဲ့အရာကြီးကိုဆုံးလွှတ်လိုက်တာလို့ဒီလိုပြောရမှာ။ဘာဖြစ်လို့လဲဆိုဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှမြင့်တယ် ဥပုပ်ကိုချပြီးတော့စားလိုက်တဲ့ညစာရဲ့တံပိုးကဘာမှမရှိဘူးသို့တော့လူတွေအတွက်တယ်အဲ့ဒါကိုမှန်တယ်လို့ပဲတွက်တယ်ပေါ့နော်ဧရိယသူရစင်နေရှူတော့ကနေကြည့်မယ်ဆိုလို့ရှိရင်ဥပုပ်ကိုချပြီးညစာစားတာဟာတံပိုးမရှိတဲ့အရာနဲ့တံပိုးရှိတာကိုလဲလိုက်တယ်ဒီလိုအိဗယ်ပဲရသွားတယ် ။ဘာဖြစ်လို့လို့ဆိုတော့ဥပုပ်တိလရဲ့တံပိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့ညစာတနတ်ရဲ့တံပိုးကဘာမှမရှိဘူးတဲ့။ပြောမယ်ဆိုရင်တိလနဲ့အစာအာဟာရကိုလဲလိုက်တာလို့ဒီလိုအိဗယ်ရနေတယ်ပေါ့။ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတံပိုးကိုတိတဲ့သူတော်ကောင်းတွေကြတော့တချို့ကြသေးခြင်းသေးပါစေမစားဘူးဆိုတာ နာရဝိန်တထေးအိမ်မှာအလုံးလုံးတဲ့အလုံးသမားတယောက်ဟာဥပုံနေဆိုတာသူ့ကိုဘယ်သူမှမပြောသေးတဲ့အတွက်ကြောင့်မနေ့စောစောတည်းကအလုတ်ခွင်ကိုထွက်သွားတယ်။ပြန်ရောက်လာတဲ့အခါကျတော့အိန္ဒိယအိမ်သားတွေကအလုံးဥပုံဆောင်ကြတယ်။သူတယောက်အတွက်ပဲထမင်းချက်ထားတယ်။ထမင်းချက်ထားတဲ့အခါကျတော့ ါတိုင်းလိုစီစီကားကားမရှိတော့သူကမေးကြည့်တယ်။အာဒီနေ့ဥပုပ်နေအလုံးဥပုပ်ဆောင်နေကြတယ်။မင်းတယောက်တည်းအလုံးလုံးလုံးမင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုဩကျန်တဲ့လူတွေဥပုပ်ရတယ်ငါတယောက်ဥပုပ်မရဘူး။အဲ့တော့ဥပုပ်ဟာခုချိန်ဆောက်ရင်ရအောင်မလားလို့အနာတဝိန်တထေးကိုသွားပြီးတော့မေးတဲ့အခါညာတဝိန်တေးရအေးညာထက်ဝက်လေးတော့ဥပုပ်ရသေးတာပေါ့ ထက်ဝက်ဥပုပ်တော်ရတာပေါ့ဆိုအေးသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့ဆိုင်တဝက်ရတာကောင်းတယ်လို့ဆိုပြီးအစာမစားတော့ပဲဥပုပ်ဆောက်တည်တယ်သူညရောက်တဲ့အခါကျတော့နေလည်းလည်းပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့လေထလာတယ်ပေါ့နော်အဲ့ဒါလို့လေထသည့်အတွက်ကြောင့် ိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့ကိုစတုမတုစတဲ့ဆေးတွေကျွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့သောသူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုပ်ကလေးရတာကြံတဲ့လူတွေရောစားသလားဆိုကြံတဲ့လူတွေကမလိုအပ်လို့မစားဘူးယောဂရှင် စားကောင်းတယ်လို့ အဲ့လိုယောဂရှင်စားကောင်းတယ်လို့ဆိုပြီးတော့ပြောတော့ "तू ကလက်မခံသေးချင်းသေးပဲစေဥပုံနဲ့ပဲသေးမယ်"ဆိုပြီးတော့အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညထက်ဝဲဥပုံဆောင်လိုက်တာကြောင့်မို့လို့ तू ကနောက်ဘဝကျတော့ဘုန်းတော်ကြီးတဲ့ယောဂဇောကြီးသွားပြီးတော့ဖြစ်တာ မလဲဘူးသူကဥပုသီလနဲ့အစာအာဟာရနဲ့မလဲဘူးပေါ့နောက်ဆုံးမှာအသက်နဲ့တောင်မလဲပဲနဲ့ဒီလိုစောင့်တာအဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုဟာအများရန်ချိန်ထိုးပြီးတော့ကြီးတဲ့နေငါစွန့်လိုက်တာကတန်မိုးကြီးသလားရလိုက်တာကတန်မိုးကြီးသလားတခါတရံကြတော့ စွန့်လိုက်တာတွေကတံပိုးကြီးပြီးရလိုက်တာကတံပိုးမရှိတာရတာမျိုးလည်းဖြစ်တယ်။တခါတရံကြတော့ရလိုက်တာကတံပိုးမရှိုံနဲ့မကဘူး။ဝန်တုံးဝန်ပိုးဖြစ်သွားတာရှိသေးတယ်။အကုသိုလ်တွေရသွားရင်တကယ်ကိုဝန်တုံးဝန်ပိုးကြီးဖြစ်သွားတာ။အဲကုသိုလ်ကောင်းမှုကိုစွန့်ပြီးတော့အကုသိုလ်လုံးလိုက်တယ်ဆိုလို့ရှိရင်တော့တကယ်ကိုဝန်တုံးဝန်ပိုးကြီးပါဖြစ်သွားတယ်ပေါ့။အလွန်ပြောင်းပြန်ဖြစ်သွားနိုင်တယ်ပေါ့။ ဒါကြောင့်မို့အရိယသူတော်ကောင်းတွေကတော့ဒီနှစ်ခုကိုအများတန်းတန်ဖိုးခြင်းတွက်ချက်ပြီးတော့ကြီးတဲ့သဘောရှိတယ်ပေါ့ဖះလောင်းတော်ကြီးကန္နယသိဆိုရင်လူဘဝတော်ကအလွန်ချမ်းသာတယ်တထေးကြီးမိဘဆွေမျိုးတွေကထားခဲ့တဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးသူပိုင်ဆိုင်တော့ ရွှေတိုက်ငွေတိုက်ဗန္ဒတိုက်တွေကိုဖွင့်ကြည့်တဲ့အခါအလွန်အလွန်များပြားလာတဲ့ရွှေတွေငွေတွေစင်းစရာနဲ့အပ်တယ်ဒါကအဘိုးလက်ထက်ကရှာထားတဲ့ပစ္စည်းဒါကမိဘလက်ထက်ကရှာထားတဲ့ပစ္စည်းနဲ့အစည်းစင်တကြစင်းမှတ်ထားတာတွေကိုကြည့်တဲ့အခါဆွေ90မျိုး90ကပစ္စည်းဥစ္စာတွေထိအောင်ဗန္ဒတိုက်မှာစနစ်တကျသိမ်းထားတာဒီပစ္စည်းတွေကိုကြည့်ပြီးသူဘယ်လိုစဉ်းစားလိုက်လဲလို့ဆိုရင် ဩဒီပစ္စည်းဥစ္စာတွေကိုငါရဲ့ဘိုးဘွားမိဘတွေဟာရှာပြီးတော့သူတို့တမလွန်ဘဝပြောင်းသွားတဲ့အခါအကုန်ထားပြစ်ခဲ့ကြတာပါလားသူတို့ယူသွားတာဘာတွေများယူသွားလဲအားလုံးဟာသူတို့မြန်နိုးပြီးတော့ရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးထားခဲ့ကြတာပါလားဆိုတာစဉ်းစားရင်းကနေပြီးတော့ငါဘာကိုယူသွားရမလဲ ငါလည်းပဲသူတို့လမ်းကြောင်းအတိုင်းဆိုရင်ဒါတွေထားခဲ့ရမှာနောက်ဆုံးမှာငါခန္ဓာကိုယ်ကြီးပဲငါထားခဲ့ရမှာအဲတော့လောကမှာအနှစ်သာရအမြတ်ဆိုတာဘာလဲလို့သူစဉ်းစားတယ်ဒါတွေကမစဉ်းစားလို့ရှင် မသိဘူးအလုံးဟာစဉ်းစားပြီးတော့ကြည့်တဲ့အခါကျတော့သူကဘလို့တွေးမိလာသလဲဆိုရင်ပစ္စည်းဥစ္စာတွေတဲကိုအနှစ်သာရလိုက်ရှာကြည့်တယ် ဒီရွှေရင်းငွေတွေပစ္စည်းဥစ္စာတွေဟာတကယ်ရောအနှစ်ရှိတာဟုတ်ကလားသူတို့ရဲ့အနှစ်သာရဟာဘာလဲလူတွေမှာစိတ်ထဲမှာပစ္စည်းဥစ္စာပေါ်မှာအာကိုတစ်ခုပြုတာပဲရှိငါမှဘာရှိတယ်ဘာရှိတယ်ခက်ခဲကြုံရင်သုံးမယ်ပေါ့ဆိုပါစို့ဘာမှငါငွေတွေဘလောက်အပ်ထားတယ်ယရဏပစ္စည်းတွေငါမှရှိတယ်ဒါလေးကိုစိတ်ထဲမှာအာကိုတာ အာကိုနေတာအဲ့ဒါကို အာကိုတာဖြစ်နေတယ်အဲ့ဒီကိုအာကိုတဲ့ပစ္စည်းတစ်ခုဟာတကယ်တော့ကိုအာကိုတဲ့အတိုင်းဖြစ်သလားလို့ဆိုဖြစ်တာလည်းရှိတယ်မဖြစ်တာလည်းရှိအာကိုတဲ့အတိုင်းမဖြစ်တာတွေလည်းအများကြီးပဲအဲ့တော့ဒီပစ္စည်းဥစ္စာတွေကကြီးလိုက်မယ်ဆိုလို့ရှိရင်ဇန်နွေ9ပါးနဲ့ဆက်ဆံပြီးတော့ နေသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေဟာကိုကအားကိုးတဲ့အတိုင်းဖြစ်ချင်မှဖြစ်တယ်။သေချာချင်မှသေချာတယ်မသေချာတဲ့အနေထားတွေမှာရှိတယ်။အဲ့တော့ကန္နသရူသားကသူစဉ်းစားလိုက်တဲ့အခါဘာစဉ်းစားမိတုံးဆိုရင်သူစဉ်းစားပုံလေးကပစ္စည်းဥစ္စာဆိုတာယံမြို့၅ပါးနဲ့တွေ့ကြုံဖြည့်ဆည်းလို့ရှိရင်ပါသွားတာပဲပြည့်စည်သွားတာပဲမခိုင်ပါဘူး ိုပိုင်လိုက်တယ်လို့မရှိဘူးဘန်ထဲမှာထားတဲ့ပစ္စည်းလဲကိုပိုင်ရင်မှပိုင်မယ်မိခံတစ်တာတဲ့ထားတဲ့ပစ္စည်းလဲကိုပိုင်ရင်မှပိုင်မယ်ကိုပိုင်တယ်ဆိုတဲ့အရာတွေဟာကိုပိုင်ရင်မှပိုင်မယ်အားလုံးဟာစွန့်လွတ်ပြီးတော့သွားကြတာဆိုသည့်အတွက်ကြောင့်ကိုပိုင်တယ်လို့စိတ်ကသာ ထင်မှတ်ပြီးတော့နေပြီတကယ်ပိုင်တာမဟုတ်ဘူးဘာဖြစ်လို့မပိုင်ဘူးလို့ပြောတော့ဆို ဒီဘဝအဆုံးသတ်သွားတာနဲ့ဒီပစ္စည်းတွေဟာသူ့အတွက်ဘာမှမဟုတ်တော့ဘာမှမဟုတ်တော့သုတိစိတ်ကလေးကြာသွားတာနဲ့တပြိုင်နက်ဒီပစ္စည်းတွေဟာအကုန်လုံးထားပစ်ခဲ့ပြီးသားဖြစ်သွားပြီဒါကြောင့်မို့ငါမပိုင်ဘူးဒါငါယူသွားလို့မရဘူးအလုံးထားခဲ့ရမှာဒါကြောင့်မို့ဒီပစ္စည်းဥစ္စာတွေတဲကယူသွားလို့ရတာဘာလဲလို့ဆိုလို့ရှိရင်ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ရလိုက်တဲ့ ုသိုလ်စေရနာလေးဝန္တာပိတိလေးငါပိုင်တဲ့ပစ္စည်းတွေနဲ့ဘုရားကို ပူဇော်လိုက်တယ်တရားကိုပူဇော်လိုက်တယ်တန်ဃာကိုပူဇော်လိုက်တယ်ငါလှူဒန်းလိုက်ရတယ်ဆိုတော့ဒါနကောင်းမှုဒါနစေရနာလေးဟာဒါသာလင်ကိုအတွက်အမြတ်ပဲသုတိစိတ်လေးကြသွားပြီးတဲ့နောက်ပိုင်းမှာ ဟောဒီစေရနာတွေကဘဝတန်တရားမှာ စင်စစ်မပြတ်မိမိကိုလိုက်ပြီးတော့အကျိုးပေးနေတာဖြစ်သောကြောင့်ဒါလေးကထားခဲ့ရတဲ့အရာမဟုတ်ဘူးယူသွားရတဲ့အရာပဲကိုယ်နဲ့အမြဲပါနေတဲ့အရာပဲအဲ့တော့ပါနေတယ်ဆိုတာဘယ်လိုလုပ်ကြည့်ရမလဲလို့ဆိုလို့ရှိရင်လူဘဝရောက်လာတဲ့ပုံကိုယ်တွေကို ချိန်ထိုးကြည့်ပေါ့လူဘဝရောက်လာတဲ့ပုံကိုယ်တွေဟာပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အိမ် ရောက်လာတာရှိတယ်အလက်တန်းအလက်တန်းသားအိမ်ရောက်လာတာရှိတယ်ဆင်းရဲတဲ့အိမ်ရောက်လာတာရှိတယ်။အော်အဲ့ဒီလူဘာကြောင့်ကွဲနေတာပါလဲလို့မေးလိုက်လို့အကြောင်းရှာလိုက်မယ်ဆိုရင် အတိတ်ဘဝကဒါနကောင်းမှု ရှိခဲ့တာနဲ့မရှိခဲ့တာပဲအမှရှိခဲ့တဲ့ပုံကိုယ်တွေကြတော့ပြည့်စုံလာတဲ့အမတန်မှ ပြည့်စုံတဲ့ချမ်းသာတဲ့အိမ်မှသွားပြီးတော့လူဖြစ်ရတယ်။အေးဒါနကောင်းမှုအနည်းငယ်သာရှိတဲ့ပုံကိုယ်တွေကြတော့ တမ္မံပြည့်စုံုံနေုံ ထိုင်ုံနေတာုံထိုင်တာုံရှိတဲ့နေရာမျိုးမှာလူသွားဖြစ်တယ်။ဒါနကောင်းမှုချိုးတက်ခဲ့တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကျတော့အလုံးကိုဆင်းရဲရတဲ့အိမ်မှာမပြည့်မစုံသွားပြီးတော့လူဖြစ်ရတယ်ဆိုတော့ဒါကြည့်လိုက်တာနဲ့ပဲကိုယ်အတိတ်ဘဝကလောရတည်းရဲ့ဒီပုံပေါ်နေတာဟာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မို့ ကန္နာသရိုသားကသူကစဉ်းစားလိုက်တာဒီပစ္စည်းဥစ္စာတွေဟာယန္တမြုံ၅ပါးနဲ့ဆက်ဆံနေသည့်အတွက်ကြောင့်မခိုင်မြဲဘူးဒီနေ့ကျတော့လဲထားပြခဲ့ရမယ်အဲ့ဒီထဲကနေပြီးတော့ယူသွားလို့ရတာဘာလဲလို့ဆိုဒါတွေကိုလှူဒန်းပြီးတော့စွန့်လွတ်နိုင်တဲ့စာကတနည်းအားဖြင့်ပြောရင်အလောဘ ဒီပစ္စည်းတွေပေါ်မှာတွေ့တာတဲ့လောဘကိုဖယ်ရှားပစ်လိုက်နိုင်တဲ့အာလောဘအာလောဘရဲ့ယုံကြည်ချက်တတာတရားရဲ့ဒီစေရနာစွမ်းအားရဲ့ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေကြတော့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းသွားတာဖြစ်သောကြောင့်ဘဝတန်တရားမှာမိမိစိတ်အစဉ်မှာစင်ဆက်မပြတ်ဒါကကိန်းပြီးတော့ဒီဘဝမှာတယ်မကဘူး ဒီဘဝမှာဒီစိတ်ဖြစ်တယ်လို့နောက်ဘဝမှာလည်းဒီစိတ်မျိုးကဆက်ဖြစ်လာတတ်တယ်ဆက်ဖြစ်လာတယ်စင်စဲမပြတ်စိတ်အစင်မှာမပြတ်ခင်းသွားတယ်ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကိုစွန့်လှူတဲ့ဒါနကုသိုလ်ဒါနစေရနာတိသာလင်ပစ္စည်းဥစ္စာကတို့ရလိုက်တဲ့အမြတ်ပဲလို့အဲ့ဒီလိုမြင်သွားတယ်မြင်သည့်အတွက်ကြောင့်စွန့်လွတ်လိုက်တာကပစ္စည်းဥစ္စာရလိုက်တာက ါနစေရနာကုသိုလ်အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုချိန်ပြီးတော့ကြည့်လိုက်ဆွန့်လောက်လိုက်တဲ့ဟာနဲ့ရလိုက်တာနဲ့ဘသူကတန်ဖိုးကြီးလဲလို့ပြန်ပြီးတော့ချိန်ကြည့်လိုက်တဲ့အခါမှာလောကီအမြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှင်ဆွန့်လောက်လိုက်တာတွေက အများကြီးဒီလိုထင်ရတယ်ရလိုက်တာကဘာမှလည်းမသိလဲရဘူးရတဲ့ပုဂ္ဂိုလ်ကလွဲလို့ဘာမှမသိလဲရဘူး ဝန္တာအာရပီတိဖြစ်တာလေးပဲကိုရလိုက်တယ်ဆွန့်လျရတဲ့ပစ္စည်းတွေကအများကြီးလို့ဒီလိုတွက်လိုက်မယ်သို့တော့အရိယသူတော်စင်နေကြတော့လောကီပစ္စည်းဥစ္စာဆိုတာဘလောက်တန်ဖိုးရှိရှိဘဝအဆုံးတတ်တာနဲ့ထားခဲ့ရတယ်ဒီကြားထဲမှာလည်းပဲရေမင်းမင်းခိုးသူမချစ်မနစ်တဲ့တော့အမွေခံသားဆိုသမီးဆိုဆိုတာတွေနဲ့တွေ့လို့ရှိရင်ပါသွားအောင်မယ်လူကတော့လေပစ္စည်းဥစ္စာကိုစွန့် ပစ္စည်းဥစ္စာကတော့လေလူကိုစွန့်ဆိုတဲ့အခြေအနေတွေဟာအမျိုးမျိုးရှိတာပဲတခါတည်းရန်ပစ္စည်းဥစ္စာကလူကိုစွန့်သွားတယ်တခါတည်းရန်လူကပစ္စည်းဥစ္စာတွေကိုစွန့်သွားတယ်ဟောစွန့်ကြတာကြီးပဲအဲ့ဒီဘက်ကကြီးလိုက်မယ်ဆိုလို့ရှိရင်ရလိုက်တဲ့ဟာကတန်တရာထဲမှာကိုပိုင်တဲ့ပစ္စည်းအနေနဲ့ရလိုက်တာဖြစ်လို့နိဗ္ဗာန်ထီအောင်အကျိုးပြုနိုင်တဲ့ကုသိုလ်တရားမျိုးကိုရလိုက်တာဖြစ်တော့ သူတော်စကောင်းတို့အမြင်နဲ့ကြည့်မယ်ဆိုရင်အေးဆွန့်လွန်လိုက်တဲ့ပစ္စည်းကဘာမှတန်ဖိုးမရှိဘူးရလိုက်တာကပိုတန်ဖိုးရှိတယ်လို့ဒီလိုမြင်တယ်။လောကီလူတွေကတော့ဆွန့်လိုက်ရတာအများကြီးရလိုက်တာကဘာမှမရှိဘူးလို့ဟောဖြောင်းပြန်မြင်တယ်ပေါ့။နောက်သူကဆက်ပြီးတော့စဉ်းစားပြန်တယ်။ဒါပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့သူဒါနကောင်းမှုကိုရအောင်ယူသွားမယ်အနှစ်သာရဖြစ်တဲ့ဒါနကောင်းမှုကိုရအောင်ယူမယ်လို့ ဒီလိုစိတ်ထဲမှာနှလုံးသွင်းပြီးတော့သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစွန့်လွတ်လှူဒန်းလိုက်တဲ့အားလုံးနောက်တစ်ခုသူစဉ်းစားတာကခန္ဓာကိုယ်ကြီးအတွက်ကိုစဉ်းစားတယ်လူတိုင်းလူတိုင်းဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုရှိတယ်အသက်ရှည်ဖို့ကျန်းမာဖို့အလေးထားကြတယ်မထားရဘူးလားဆိုထားရပါတယ်သို့သောတွေ့တာမှုကိုအခြေခံပြီးတော့ သူနဲ့ပဲအချိန်ကုန်ပြီးတော့မနေတယ်မှုပေါ့ရသောအဖြစ်တွေ့တာမှုတဲ့အပြင်မှာသူနဲ့အချိန်ကုန်ပြီးတော့ကောင်းတဲ့ကုသိုလ်တွေမရလိုက်ဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးတဲ့ကကိုဘာမှအမျက်မရလိုက်ဘူးသူကိုနေစင်တဲ့အမြရေမိုးချိုးပေးရတယ်အစာရေစာစားပေးရတယ်နေစင်လိုက်ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဝတ္တရားတွေကိုလူတိုင်းလူတိုင်းဟာဆောင်ရွက်နေကြတာ မနေ့မိုးလင်းတဲ့အချိန်ကစပြီးတော့မျက်နှာသိရတယ်။တန်ရှင်းစင်ကြယ်အောင်လုပ်ရတယ်။အကုန်လုံးကခန္ဓာကိုယ်ကြီးရဲ့အတွက်တည်းအကုန်လုံးနေရ။အစာစားပေးရတယ်။ဖီးလိမ့်ရတယ်၊ပြင်ဆင်ရတယ်၊သူ့အတွက်ကြီးပဲအကုန်လုံး။အဲ့ဒီထဲကနေပြီးတော့မှခန္ဓာကိုယ်အကြောင်းပြုပြီးတော့ကုသိုလ်လေးတစ်ခုမှမရလိုက်ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကလည်းနေ့စဉ်နဲ့အမျှတနေ့ပြီးတနေ့ကိုယ်က ယူရပြင်ဆင်ရင်ကနေအိုးအိုလာတာ तू ကအိုးအိုလာပြီးယောဂရတဲ့အချိန်ကျရသွားတယ်တေတဲ့အချိန်ကျ तू ကတေသွားရောဒီခန္ဓာကိုယ်ကြီးကိုပြုစုယူရရင်ကို့မှာဘာတစ်ခုမှမရလိုက်ဘူးဆိုရင်ဒါအမတန်မှဆုံးရှုံးတာကြီးပေါ့ဆုံးလွတ်လိုက်ရတယ်ကိုပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တော့လည်းဘာမှမရလိုက်တော့ကိုယ်ကခန္ဓာကိုယ်ကြီးအတွက်နဲ့အချိန်ပေးလုံနေရတဲ့ဟာတွေကအများကြီးပဲ ဘာမှလည်းမရလိုက်ဘူးဆိုရင်တိတ်ဆုံးရှုံးသွားတာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့အမြတ်ထုတ်ဖို့လိုအပ်တယ်တဲ့ဘာအမြတ်ထုတ်မလဲလို့ဆိုရင်ကြည့်နားကိုအသုံးပြုပြီးတော့တရားနာတယ်ဖျားဟောတဲ့တရားတွေတတ်နိုင်တယ်ဗျာနားတယ်ဒါခန္ဓာကိုယ်ကြီးကိုအသုံးပြုလိုက်တာပဲအသုံးပြုပြီးရလိုက်တဲ့ကုသိုလ်ပဲမျက်စိကိုအသုံးပြုပြီးတော့ဇေဒီပထုဖျားတွေဖူးမြော်တယ်တန်ခါတွေကိုဖူးမြော်တယ် ဟောတာမျက်လုံးကိုအသုံးချလိုက်တာခန္ဓာကိုယ်ကြီးကိုကပ်နေပြီးတော့ကုသိုလ်ရေးအတွက်အသုံးချလိုက်တာဖြစ်တယ်ခန္ဓာကိုယ်ပင်မညောင်းညာမှုအဓိကပရဏမထားဘဲနဲ့တရားဓမ္မတရားဘာဝနာပွားတယ်ဟောဒါခန္ဓာကိုယ်အသုံးချပြီးတော့ရလိုက်တဲ့ကုသိုလ်ခန္ဓာကိုယ်ကဘလောက်ပဲဒီညနေချိန်မှာသာဓသာဓဥပုသ္တိလာကိုငါမကျိုးအောင်စောင့်မယ် ီနေ့ခန္ဓာကိုယ်ကနေပြီးတော့ရလာတဲ့သီလခန္ဓာကိုယ်ကိုအသုံးချပြီးတော့ရလာတဲ့သီလဗန္ဒတိပါဒအမှုဟာရှောင်းလိုက်မယ်အာရိဏရဏရှောင်းလိုက်မယ်ကာမေသူမိစ္ဆာစာရရှောင်းလိုက်မယ်မုသဝရကရှောင်းလိုက်မယ်သူရမေရိယကရှောင်းလိုက်မယ်ဆိုရဲငါးပါးသီလခန္ဓာကိုယ်သုံးချပြီးတော့ငါးပါးသီလရလိုက်တယ်ဥပုံနေတွေမှာတရင်နေတွေမှာ၈ပါးသီလရလိုက်တယ် တော့ဟောရရလိုက်တာတွေအလုံးဟာခန္ဓာကိုယ်ကိုအသုံးချလို့ရတာတွေကြီးပဲအကုန်လုံးအဲ့ဒီလိုမှမရဘဲနဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့အလုပ်တွေပဲလုပ်ပြီးတော့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကဒီတိုင်းထားလဲအိုသွားမှာပဲနာသွားမှာပဲနောက်ဆုံးကျတော့တည်ဆုံးသွားမှာပဲကိုယ့်အတွက်ဘာတစ်ခုမှရလိုက်မှာမဟုတ်ဘူး ဲ့တော့ပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တာကဘာတစ်ခုမှမရှိဘူးလို့ဆိုလို့ရှိရင်ဆုံးရှုံးနေတာမူကြီးတစ်ခုပဲပေါ့အေးဒါကြောင့်မို့လို့ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ဥပုဘ္နေတိုင်းသီလစောင့်တည်မယ်ဆိုရင်သီလရလိုက်တယ်နေ့စဉ်နဲ့အများ၅ပါးသီလမကြိုးမပေါက်မပြောင်းမကြောင်းထိမ့်သိမ့်ဆောက်ရှောက်တယ်တရားပွဲတွေသွားပြီးတော့တရားနာတယ်နော်အိတ်ချင်ပေမဲ့လို့မအိတ်ဘူး တရားဓမ္မကျင့်ကြံကြိုးကုန်အားထုတ်တယ်လို့ခန္ဓာကိုယ်ကိုအသုံးချပြီးတော့ကုသိုလ်ရေးဘက်ကများများရအောင်ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် ဟောဒီခန္ဓာကိုယ်ကြီးတဲ့ကအမျက်တည်းဘုန်းကြီးတို့တွေရလိုက်ကြမှာပါအဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကရလိုက်တာကိုယ်မှာဘာတစ်ခုမှမရှိဘူးပြေးလိုက်ရတဲ့အချိန်နေသာဆုံးရှုံးပြီးတော့အမျက်တစ်ခုမှမရဘူးလို့ဒီလိုစဉ်းစားတယ် အဲ့တော့ကဏ္ဍသူတို့သားလေးခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစဉ်းစားပုံက तू ကဘာတော့ဆိုရင်အေးခန္ဓာကိုယ်ကြီးဆိုတာဘ ഹു ရောဂသာဒါရဏဘာဝေနအတ္တရတ္တဣမတ္တကာယတ္တယောဂဝေဒနာတွေနဲ့မတန်ဆက်ဆံနေတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာအလွယ်တကူယောဂရဖို့အဆင်သင့်မယ်အဲ့ဒီလိုယောဂတွေနဲ့ဆက်ဆံနေတဲ့ အနှစ်သာရမရှိတဲ့မခိုင်မာတဲ့ဟောဒီခန္ဓာကိုယ်ကြီးကနေပြီးတော့တီလာကိုစောင့်တည်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုသုံးချခန္ဓာကိုယ်ကိုအလိုမလိုက်ဖဲနဲ့ဒါနကောင်းမှုလုပ်မယ်တီလာစောင့်တည်မယ်ကမ္မထံဘာဝနာအားထုတ်မယ်ဆိုလို့ရှိရင်ဒါအနှစ်သာရခန္ဓာကိုယ်ကိုသုံးချပြီးရလိုက်တဲ့အနှစ်သာရတွေပဲလို့နှလုံးသွင်းတယ်ပေါ့စဉ်းကျင်စဉ်းစားတယ်ပေါ့ဟုတ်လဲဟုတ်တာပဲတကယ်စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီရလိုက်တဲ့အနှစ်သာရကြတော့ခန္ဓာကိုယ်ရဲ့တံပိုးနဲ့ရလိုက်တဲ့သီလရဲ့တံပိုးကနိုင်ရှင်လို့မရဘူး။ဘာဖြစ်လို့တော့ခန္ဓာကိုယ်ရဲ့တံပိုးကဘာမှမရှိဘူး။ဒီအသိစိတ်လေးအသက်ကလေးထင်ရှားရှိနေတုန်းသာလဲဟောဒီခန္ဓာကိုယ်ကြီးကဒီအတုံးဝင်နေတယ်လို့ရှိတာဇီဝိချုပ်သွားတာနဲ့တပြိုင်နက် ောဒီခန္ဓာကိုယ်ကြီးကအသုံးမဝင်လို့ဘယ်သူမှသိမထားဘူးလူတွေဟာအကုန်လုံးစွန့်ပစ်ကြရတာကြီးပဲဆိုတော့သူ့ရဲ့တန်ဖိုးဟာဒီမာတင်ပဲကြဆင်းသွားတယ်ပေါ့အသက်ဇီဝိတအဆုံးနာတဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့တန်ဖိုးလည်းပဲပြီးဆုံးသွားတယ်တီလာကြတော့အဲ့လိုမဟုတ်ခန္ဓာကိုယ်ကရလိုက်တဲ့တီလာဟာဒီဘဝတည်းမကဘူးဘဝပေါင်းမြောင်များစွာဆက်ပြီးတော့သွားသေးတယ် ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကရလိုက်တဲ့သီလရဲ့တန်ဖိုးကပိုးတန်ဖိုးကြီးတယ်လို့စွန့်လွတ်လိုက်ရတာနဲ့ရယူလိုက်ရတာနှစ်ခုဒီလိုစဉ်းစားရမှာပေါ့ဟောနောက်တစ်ခုကဘာလဲလို့ဆိုရင်အသက်ရှင်နေမှုနဲ့အသက်ရှင်နေတုန်းအနိတ္တရာရဖို့အသက်ဆိုတာဟာလူတိုင်းလူတိုင်းမှာ ဒီအသက်ကလေးရှိနေမှလူတွေဟာပြောဆိုနိုင်တယ်သွာလာနိုင်တယ်လှုပ်ရှားနိုင်တယ်အဲ့ဒီအသက်ဟာလည်းပဲအမြဲတမ်းတူထောင်းနေဖြစ်ပြီးပြက်နေတဲ့ဖြစ်ပြက်အစဉ်မြတာဖြစ်တယ်သို့တော့ဖြစ်ပြက်အစဉ်မြတ်ဖြစ်တော့လည်းပဲအသက်ဇီဝိတလေးဟာကံကြမ္မာမကုံသေးဘူးဆိုလို့ရှိရင်ဆက်လက်ဆက်လက်ရှင်သန်ပြီးတော့ဖြစ်ပြီးတော့အတိအတိပြန်ပြီးတော့ဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့ ဒီအသက်ဇီဝိတလေးဟာအမတန်မှတူတောင်းလို့အနှစ်သာရကင်းမဲ့တဲ့အရာလေးပဲဖြစ်တယ်။သူ့ရဲ့တန်ဖိုးဟာဘာမှ မရှိဘူးခဏလေးအတွင်းမှာပျက်စီးသွားနိုင်တယ်။အဲ့ဒီအနှစ်သာရမရှိတဲ့သီလတဲ့ဒီအသက်ကလေးတည်းကနေပြီးတော့အနှစ်သာရကိုဘယ်လိုထိုးရမလဲလို့ဆိုတာစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ကမ္မထံဘာဝနာ ကမ္မထံအားထုတ်တယ်တရားနှလုံးသွင်းတယ် တရားနာတယ်ဆိုတာအသက်ထင်ရှားရှိနေတုန်းသာလုံလို့ရတဲ့ကိစ္စလေးပေါ့ဒါကြောင့်မို့လို့ဒီအသက်ရှိနေတဲ့အချိန်ပိုင်းလေးမှာတို့တွေဟာတရားဘာဝနာကြိုးစားအထောက်ချင်းဖြင့်ဒီအသက်ကရလာနိုင်တဲ့အကျိုးတရားတွေကိုတို့တွေရမှာပဲလို့ဒီလိုနှလုံးသွင်းရမှာဖြစ်တယ်ကန္နသရိုသားလေးကလည်းအဲ့ဒီလိုပဲနှလုံးသွင်းတယ် အသက်ဆိုတာအမတန်မှတူတောင်းနေတူတောင်းတဲ့အသက်ကနေပြီးတော့ငါအမြတ်ရအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှင်ဟောဒီအသက်ကိုအကြောင်းပြုပြီးတော့ရလာနိုင်တဲ့မြင်မာတဲ့အသိဉာဏ်တွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေအသိဉာဏ်စွမ်းအားတွေဒါတွေရယူခြင်းသာလဲအသက်ရှင်နေတဲ့အချိန်ရဲ့တန်ဖိုးပဲဖြစ်တယ်လို့ဆိုပြီးတော့ အသက်ရှင်တဲ့အချိန်ပိုင်းကနေပြီးတော့ရယူလိုက်တဲ့အနှစ်သာရတွေကိုသူစဉ်းစားပြီးတော့ထုတ်ယူတယ်။အဲဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်အသက်လေးကနောက်ထပ်ပြန်မဆက်ထာတဲ့တပြိုင်နဲ့တန်ဖိုးကလုံးဝမရှိတော့ဘူး။အဲ့ဒီတန်ဖိုးကအကန့်တန့်နဲ့ပဲရှိတယ်။အဲ့ဒီအသက်ရှင်တုန်းလေးကျင့်ကြံကြိုးကိုအထုတ်လိုက်တဲ့တမာတိစွမ်းအားတို့ပညာစွမ်းအားတို့ရဲ့တန်ဖိုးကြတော့ ဒီဘဝတယ်မကဘူးဘဝပေါင်းမြောက်များစွာထိအောင်မိမိရဲ့တဏ္ဍာမှာအစဉ်ဆက်မပြတ်လိုက်ပါပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဘာဝနာလုပ်ငန်းတစ်ခုလုပ်တာဟာအသက်သေးကရလိုက်တဲ့တံပိုးလေးတစ်ခုပဲတဲ့။အဲ့တော့ပြန်ပြီးတော့ဖျားလောင်ကဏ္ဍသရူသာစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်ဒါနကောင်းမှုဒီပစ္စည်းဥစ္စာတွေကရလိုက်တဲ့ အမြတ်ဟာဌာနကောင်းမှုပဲဖြစ်တယ်။ခန္ဓာကိုယ်ကြီးကရလိုက်တဲ့အမြတ်ဟာသီလကုသိုလ်ပဲဖြစ်တယ်။အသက်ကရလိုက်တဲ့အမြတ်ဟာသမထဝိပဿနာဆိုတဲ့ဘာဝနာကုသိုလ်ပဲဖြစ်တယ်။ဒါကြောင့်မို့တကယ်လောကမှာမြတ်တဲ့အရာဆိုတာဒါနရယ်သီလရယ်ဘာဝနာရယ် ဒီကုသိုလ်၃မျိုးသာဖြစ်တယ်လူ့ဘဝရလာတဲ့အချိန်မှာအဲ့ဒီကုသိုလ်၃မျိုးမှကုသဏ္ဍာမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ပေးလိုက်ရတဲ့ဟာတွေကများပြီးတော့ရလိုက်တဲ့အမြတ်ဟာဘာတစ်ခုမှမရလိုက်ဖ ೇನೆ ဘဝတစ်ခုဟာအပြည့်တတ်သွားကြမှာကမ္ဘာလောကကြီးမှာကြည့်ရင်ဒါနကုသိုလ်လည်းမရလိုက်ဘူး သီလကုသိုလ်ဆိုတာလည်းမရလိုက်ဘူးဘာဝနာကုသိုလ်ဆိုတာလည်းမရလိုက်ဖ ೇನೆ ဘဝတစ်ခုအပြီးတတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာမြောက်များစွာရှိတယ်ပေါ့အဲ့ဒီမြောက်များစွာထဲမှာတို့တွေတွေတော့ဒီလိုမဖြစ်ရအောင် အမြဲတမ်းတတိတံပဇင်ညတရားဖြင့်ရှင်းကြံကြိုးကုတ်အာထုံမှတော်မယ်လို့ကိုစီကိုစီသဘောကျပြီးတော့ရှင်းကြံကြိုးကုတ်အာထုံနိုင်ကြပါစေကုန်တည်း